ရှင်းနေဥကုန်ကြီးလုံချံတက်ဖြတ်ခံရတဲ့သတင်းတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာဌာနကသတင်းတွေထုတ်ပြန်ရမှာအားနည်းနေတယ်လို့ပြည်သူလူထုကဝေဖန်ပြောဆိုနေကြပါတယ်။ပြည်ဖုံးအောင်သတင်းပစ်ပို့ထားပါရရှင်။မျိုးသားဒီမိုကရေစီအဖွဲ့ဥပဒေကြံပေးရှင်းနေဥကုန်ကြီးလုံချံတက်ဖြတ်ခံရတာဟာ18ရက်ကြာမြင့်နေပြီးလက်ရှိမှာလည်းကျူးလွန်သူနဲ့ဆက်ဆက်တရက်ခံတွေကိုဖမ်းဆီးစစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ15ရက်နေ့မှာတမန်တော်ရုံးကနေဥက္ကဏီကိုလှုပ်ကြံတက်ဖြတ်ကြက်သိန်း1000ပေးပြီးစေခိုင်းသူမှာတမန်တော်ကဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့နှုတ်ထွက်ခဲ့သူအောင်ဝင်းခိုင်ဖြစ်ပြီးသူဟာထွက်ပြေးလွတ်မြောက်နေတယ်လို့ CCTV မှတ်တမ်းတွေနဲ့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းထုတ်ပြန်ချက်မှတ်တမ်းကိုတပ်ဆိုင်ရာဌာနတွေအနေနဲ့နောက်ကြမှာထုတ်ပြန်တာနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုနေကြတာပါ။ဒီလူတွေရဲ့ဖမ်းဆီးခံထားတဲ့လူတွေနောက်ပြီးတော့လိုက်လံဖမ်းဆီးနေတဲ့လူတွေရဲ့ပတ်သက်ပြီးတော့အချက်လက်တချို့ပြည်သူလူထုတ်ပြန်ပြီးမှပြည်သူလူကဖမ်းမမိသေးတဲ့လူတွေကိုဝန်းဝန်းပြီးတော့မှ ဟိုသတင်းပေးပြီးတော့အကြောင်းကြားပေးနိုင်မယ်လေဆိုတော့ဟိုပြည်သူလူထုကအဲ့လိုမျိုးဒီဖမ်းဆီးအရေးယူမှုကပူပေါင်းလို့ပါဝင်လို့ရအောင်လိုအပ်တဲ့သတင်းအချက်အလက်တွေကိုမထုတ်ပြအောင်ဥမာအဖြစ်အခုအောင်ကိုအောင်ဝင်းခိုင်ကိုအောင်ဝင်းစော်ရဲ့ညီဖြစ်တဲ့ကိုအောင်ဝင်းခိုင်ရဲ့ဓာတ်ပုံတွေကိုမနေ့က CCTV မှတန်းနေမှာတွေ့ရတယ်ဆိုပြီးတော့တမတော်ရုံးကထုတ်ပြန်ပြီးတယ်ဒါဆိုလို့ရှိရင်ဒီ CCTV မှတန်းတွေကိုဘာဖြစ်လို့စော်စီမထုတ်ပြန်ပြီးတာလဲဒါအခင်းဖြစ်ပွားပြီးတော့မှအခင်းဖြစ်ပွားပြီး နှစ်ပတ်လောက်ကြာကြာပြီး16ရက်လောက်ရှိမှဓာရီကိုထုတ်ပေးတယ်ဆိုတော့ဟိုဒီအချိန်မှာဟိုပြေးမယ်ဆိုလို့ရှိရင် ပြေးတဲ့လူတွေကဒါအဝေးဆုံးကိုရောက်ရှိသွားပြီးဖမ်းလို့မမိနိုင်တဲ့အချိန်ကြီးရောက်ရှိသွားပြီးမှတရင်ထုတ်ပေးသူတွေဖြစ်နေအမှန်တော့ဓာရီကစောစောလင်နဲ့ပြည်သူလူကိုထုတ်ပြန်ပေးရလုတ်ကျန်တက်ဖြတ်ခိုင်းသူအောင်ဝင်းခိုင်ဟာဥက္ကဋ္ဌလုတ်ကျန်မှုမတိုင်ခင်ဇန်နဝါရီ29ရက်နေ့မနက်ပိုင်းကရန်ကုန်လေစိတ်ကိုတိုတာဟာရီယာအနောက်ရောက်ကနေလာရောက်ခဲ့ပြီးလေစိတ်ဆက်ရောက်ချိန်စုံစမ်းခဲ့ကြောင်း CCTV မှတ်တမ်းမှာဖော်ပြထားပါဗျာ။ တက်ခံအနေနဲ့တက်ခံရပြည့်ခဲ့ပြီးတော့သူတို့အနေနဲ့တရားခံအောင်ဝင်တော့ပြီးပြီးတော့တရားခံအောင်ဝင်ခံဒီမိတာမမိတာတကယ်မဖြစ်ကြတဲ့ပြီးတော့ကျွန်တော်အင်တာနက်ပေါ်ကနေပြီးတော့တင်စကားတင်တာနဲ့ကြားရတာတရားခံအောင်ဝင်ခံရနေတဲ့ကတော့တရုတ်ပြည်ဘက်မှာရောက်နေလို့သိကြရပါတယ်။ဒါနဲ့အခုလက်ရှိပြည်သူအစိုးရအနေနဲ့အဲ့ဒါကိုသိကြတိုင်းတွယ်ပြီးတော့ဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကတစ်လက်ကောင်းဖို့နေထားမှာရှိရလို့ပြောလို့ရှိပါတယ်။ လက်ရှိမှာဥကုဏီကိုလုံးကျန်တက်ဖြတ်သူဦးကြည်လင်းနဲ့သူ့ကိုစိတ်ခိုင်းသူအောင်ဝင်းစော်အားဖမ်းဆီးစစ်ဆေးနေပြီးမှုခွင်ဆက်တွေကိုဆက်လက်ဖော်ထုတ်နေပါတယ်။ငွေပေးစိတ်ခိုင်းသူကိုမမိသေးတဲ့အတွက်တကယ်နောက်ွယ်ကနေခိုင်းစစ်သူကိုမိနိုင်ပါမလားဆိုပြီးပြောဆိုဝေဖန်မှုတွေလည်းရှိနေပါတယ်။ကျွန်တော်ကြည့်ဖို့အောင်ပါ။